မြတ်စွာဘုရားကတော့မိဘကိုကျေးဇူးဆက်တဲ့ပုဂ္ဂိုလ်ပြုစုလှုပ်ကြွေးတဲ့ပုဂ္ဂိုလ်ဟာဒီဘဝနဲ့ကိုပဲချမ်းသာမယ်တဲ့တူတူလေးဟောထားတယ်နော်ဒုက္ခမတ္တယတာလောကိယထောပိတ္တယတာဒုက္ခအမိကိုလှုပ်ကြွေးပြုစုတဲ့ပုဂ္ဂိုလ်အဖကိုပြုစုလှုပ်ကြွေးတဲ့ပုဂ္ဂိုလ်ဒီဘဝနဲ့ကိုချမ်းသာလိမ့်မယ်တဲ့အဲ့ဒါအခုဒီခေတ်မှာမိဘကိုပြုစုလှုပ်ကြွေးလို့ချမ်းသာဒုက္ခနဲ့ပြည့်စုံကြတဲ့လူတွေအများကြီးရှိတယ် လက်တွေ့နော်လက်တွေ့နော်ဟိုဘဝကုဝိသည်အထိအကျိုးပေးမဆောင်ဘူးဒိဋ္ဌာဓမ္မဝေဒနိယကံအနေနဲ့မိခင်ဖခင်တော်ကောမှာတိတက်နန်းလေလိမ်မာတဲ့သာသမီဒီဘဝရင်ချမ်းသာတာရှိတယ်ဟုတ်ရလားပြီးတော့ဦးဇင်းတို့ဟိုတရားမင်းဖြစ်စေတတ်တဲ့ကံဆိုပြီးတော့မြတ်စွာဘုရားမဟာလိကိုဟောထားတာရှိတယ်တရားဖြစ်အောင်ကျင့်ရမယ်အကျင့်တရားဟိုမဟာလိမင်းသားကမြတ်စွာဘုရားကိုလာပြီးတော့ရှောက်တယ်ရှင်ဘုရားတဲ့ တရားမင်းဆိုတာကိုမြတ်စွာဘုရားမြင်ဘူးလားတဲ့အဲ့တော့မြတ်စွာဘုရားကမြင်ဘူးတယ်လို့ပြောတော့အရှင်ဘုရားမြင်ဘူးတဲ့တရားမင်းကအတုအယောင်ပဲဖြစ်မယ်ထင်တယ်တဲ့ဘာလို့ဆိုတော့တရားဆိုတာကတာမန်လူတွေမြင်ဖို့တိတ်ခဲရင်းတယ်နော်သူကတရားကိုဘုရားတဲ့မြတ်တော်အထင်ကြီးသေးသလားမသိဘူးသိလားအဲ့ဒီမဟာလိဖြစ်နေပုံကအဲ့ဒီမှာမြတ်စွာဘုရားကမဟာလိကိုပြောတယ်တရားမင်းကငါမြင်လဲမြင်ဘူးတဲ့တရားဖြစ်အောင်ဘယ်လိုလုပ်ရမယ်ဆိုတာလဲငါကောင်းကောင်းသိတယ်တဲ့တရားအကြောင်းကအကုန်လုံးသိတယ် အဲ့ဒီမှာတရားဖြစ်အောင်ကျင့်ရမယ်ကျင့်စဉ်ဆိုတာထဲမှာမိခင်ဖခင်ကိုကြွေးမွေးရမယ်ဆိုတာတစ်ချက်ပါလေဟုတ်ရလားဒါဥစဉ်တို့မိဘနဲ့ပတ်သက်ပြီးတော့စုဆောင်းထားတာလေးပေါ့လေပြီးတော့သူဝနာတမဆတ်ထဲမှာမိဘကိုပြုစုလှုပ်ကြွေးတဲ့ပုံကများနတ်တွေကတောင်ဆေးကုတယ်လို့ဒါတိုက်ပါဠိတော်ထဲမှာဟောထားတာရှိတယ်အဲ့ဒါပေးတဲ့ဘောင်သူတော်ဘောင်တို့ကိုဘဝမှာအခက်ခဲအကျက်တဲတွေဆိုတာ တစ်ခါမဟုတ်တစ်ခါတွေ့ရတတ်တယ်နော်ကျမ်းမာရေးအရာအမျိုးမျိုးသောအရေးတွေကြောင့်အဆင်မပြေတာတွေတွေ့လာရင်ငါမိဘအပေါ်မှာစိတ်ကောင်းနှလုံးကောင်းထားတယ်တတ်နိုင်တဲ့မြတ်ပြုစုတယ်လှုပ်ကြွေးတယ်အီမန်နဲ့သစ္စာတကားကြောင့်အဆင်ပြေပါစေပြီးတဲ့မကောင်းဘူးလားအေးကိုယ့်ဘဝမှာအဆင်ပြေမှုတွေရနိုင်တယ်နော်နှစ်တွေကတောင်ဆေးကုတယ်လို့ပြောထားတယ်ဟုတ်ရလားအေးပြီးတော့ဦးဇင်းတို့ဟောမင်္ဂလာတရားဖြစ်တယ်တဲ့မိဘကိုကျေးဇူးပြုစုလှုပ်ကြွေးတာ ဒါကတော့ပေးတဲ့အလုံးသိပြီးသားပါအဲ့တော့မင်္ဂလာဆိုတာဘာတုံးဆိုတော့မကောင်းမှုကိုဖယ်ရှားပြီးတော့ကောင်းမှုတွေကိုတိုးပွားလာစေတဲ့သဘောအဲ့ဒါကိုမင်္ဂလာလို့ခေါ်တာမဟုတ်လားအဲ့တော့မိဘကိုပြုစုလုပ်ကျွေးတယ်ဆိုရင်ဦးဇင်းတို့စိတ်ထဲမှာသဘောပေါက်တာကတော့တေချာပေါက်ဒီပုဂ္ဂိုလ်ဟာနောင်တအေးလိမ့်မယ်နောင်တရစရာအကြောင်းမရှိဘူးငါလှုပ်တင်လှုပ်ထိုက်တာကိုလှုပ်ခဲ့တယ်ကြည်နူးမှုဝါတာမှုအပြည့်ပေါ့နောက်မိဘနဲ့သားသမီးရဲ့ဆက်ဆံရေးမှာ သာသမီတွေကအမြဲတမ်းမိဘကိုကျေးဇူးရှင်တယောက်အနေနဲ့ချစ်မြတ်နိုးမှုနဲ့ဆက်ဆံပဲဆိုရင်မိဘတွေကအဲ့ထာထက်သာတဲ့မြစ်တံနဲ့သာသမီကိုပြန်ပြီးတော့မတုံ့ပြန်မေဘူးလား။ငါသာသမီလေးလိန်မာလိုက်တာတော်လိုက်တာ။သာသမီကမိဘကိုတရားဖို့ပေးတယ်ဆိုရင်မိဘကတထောင်ဖို့တထောင်ဖို့လောက်ခံစားတာ။ဟုတ်ရမို့လား။ပြောချင်တာကဘာတော့။ငါပုံမှာပြန်ပြီးတော့တိတက်တယ်နော်ဆိုတဲ့အသိစိတ်လေးကြောင့်မိဘကသာသမီကိုပူလို့တောင်း ဖတ်ပြီးတော့ချစ်ရတယ်မြတ်လို့ရတယ်အဲ့မှာမေတ္တာတွေတပတ်လည်သွားတယ်ပေါ့ဒါဥစဉ်တော့ကလောကကြီးကိုမိဘနဲ့သာသမီဆက်ဆံရေးကိုအဲ့လိုဖြစ်စေချင်တာအခုတပတ်ကတိတ်မလဲကြဘူးသိလားနောက်တကကြီးဒီမိုင်းမြာသာသမီကမိဘအပေါ်မှာပြန်ပြီးတော့တုံ့ပြန်မှုမရှိတော့မိဘတွေကလည်းသာသမီကိုတိတ်ပြီးတော့ပါတော့အကောင်းမပြောနိုင်ဘူးဒီခက်ကလေးတွေကပြောလို့ကမကောင်းပါဘူးဆိုပြီးတော့မိဘတွေကလည်းသာသမီရဲ့အပေါ်မှာမြစ်တာကနည်းနည်းခန်းတဲ့သဘောမျိုးဖြစ်မလာပြီဘူးလား ်အဲ့ဒါပုထုရှင်သဘောနော်တခိုက်ဒီမိုက်မြာတော်တဲ့သာသမီနဲ့ဆိုးတဲ့သာသမီဟာတော်တဲ့သာသမီကိုပို့ချစ်မှာပါပဲတန်ရောတဲ့အရာဆိုးတာလဲကိုသားဆိုးလို့မို့ကိုချစ်ရတာလေးတွေလည်းရှိတော့ရှိတာပေါ့ဒါပေမဲ့ကို့အပေါ်မှာတိတက်တဲ့စိတ်နဲ့ကျေးဇူးတရားကိုနားလည်တဲ့စိတ်နဲ့လိမ့်လိမ့်မာမာနေတဲ့သာသမီတုံ့ပြန်တဲ့သာသမီအမြဲတမ်းကို့အပေါ်မှာကောင်းတဲ့သာသမီကိုမိဘတွေဟာမြစ်တာတွေပို့ပြီးတော့မပေးနိုင်မေဘူးလားပေးနိုင်မယ် ဲ့ဒါလို့ဆိုရင်မိဘမေတ္တာကြောင့်သာသမီမေတ္တာဖြစ်တယ်သာသမီမေတ္တာကြောင့်မိဘမေတ္တာဖြစ်တယ်အဲ့ဒါလို့စည်းစည်းကပ်ကပ်နော်စူးစူးပြည်ပြည်လေးနေရရင်ဒီမိသားစုตายရစရာမကောင်းဘူးလားအေးဒါကုသိုလ်တွေနော်တခိုင်းဒီမိုက်များကုသိုလ်တွေအဲ့ဒါလို့မဟုတ်ဘဲနဲ့ကိုကပြန်လဲတုံ့ပြန်မှုသိမ့်မရှိဘူး၆ကပ်ကပ်နဲ့ဟုတ်လားမိဘပေါ်မှာမကြည်တယ်လို့ကြည်တယ်လို့လုပ်နေရင်မိဘကတော့ဘယ်လိုနေမှာတော့ မချစ်ဘူးတော့မဟုတ်ပါဘူးသို့တော့အဲ့ဒါကြီးကိုမြင်ရတာမိဘတွေရဲ့စိတ်ထဲမှာကြည်နူးမှုရှိမလားမရှိဘူးအဲ့ဒါမိဘတွေကလည်းသားသမီးတွေကိုတွေ့တိုင်းတပြစ်တောက်တောက်နဲ့ပြောအဲ့မှာသားသမီးနဲ့မိဘရဲ့ဆက်ဆံရေးကဘလို့ဖြစ်တုံးဘလို့မှအဆင်မပြေဘူးသားသမီးကလည်းမိဘကိုနားလည်းမပေးဘူးမိဘကလည်းသားသမီးကိုနားလည်းမပေးဘူးဟုတ်ရလားအဲ့ဒါလိုတယောက်တယောက်ကိုနားမလည်ပဲနဲ့ဒီလိုနဲ့မဖြစ်လို့သာအတူတူနေနေရတယ်နေခြင်းလွန်းလို့ဆိုတဲ့စိတ်ကတိတ်ပြီးတော့မရှိဘူး ကောင်းတော့ဘူးเนาะဒီကိစ္စမိုင်းများဟုတ်ရလားဒါကြောင့်အဲ့ရမျိုးတွေမဖြစ်အောင်မေတ္တာတွေတပတ်လည်သွားအောင်မိဘကျေးဇူးကိုတည်မြဲနားလည်ပြီးတော့ချိုးသားတဲ့စကားအေဂျင့်တဲ့မေတ္တာတတ်နိုင်တဲ့မြပြုစုယူရပြီးတော့ဖေဖေမမနေမယ်ဆိုရင်မကောင်းဘူးလားကောင်းတယ်ဒါကျေးဇူးဆက်ခြင်းရဲ့ကျေးဇူးတည်ခြင်းရဲ့အကျိုးတရားတွေဘယ်သူညင်းနိုင်မလဲမညင်းနိုင်ဘူးဟိုနောက်ဘဝကြမှာရမယ်အကျိုးကျေးဇူးတွေပါလေဦးဇင်းတို့သိမပြောဘူးเนาะဒီကိစ္စမိုင်းများဟုတ်ရလားအေးဒီဘဝတင်ကိုပဲအေးအေးချမ်းချမ်း မရှိပေဘူးလားရှိမယ်ဒါကြောင့်မိဘရဲ့ကျေးဇူးကိုသိမြင်နားလဲပြီးတော့ဟောအ ਨੇ ဆုံးကျေးဇူးသိတယ်ဆိုတဲ့စိတ်ဟာအင်မတန်ချမ်းသာတဲ့နူးညံ့တဲ့စိတ်တစ်မျိုးနော်ငါ့ပေါ်မှာ तू တော်တော်ကောင်းတာပဲဒါလေးစဉ်းစားမိတာနဲ့ဘာမှမတုံ့ပြန်နဲ့အိုးတေချာပေါ့ကိုယ်စိတ်ထဲမှာကောင်းတဲ့သဘောဖြစ်ကိုဖြစ်တယ်ပြည်သူတို့ခံစားလို့ရတာဥစဉ်ပြောတာကိုအေးအဲ့ဒီစိတ်တွေများလာလို့ရှိရင်ငါအမေကိုဘာလို့ပေးရမလဲငါအဖေကိုဘာလို့ပေးရမလဲ အဲ့ဒီစိတ်တောက်လျှောက်ဆက်ပြီးတော့မဖြစ်ပေဘူးလားဖြစ်မှာပဲကောင်းတာတွေအများကြီးဆက်ဖြစ်သွားမှာနော်ဒါကြောင့်မိဘရဲ့ကျေးဇူးတရားတွေကိုအများကြီးသိအောင်ကြိုးစားရမယ်ဦးဇင်းတခါတလေစဉ်းစားကြည့်တာကကိုကိုတိုင်းမိဘနေရာကိုရောက်နေတာတောင်မိဘရဲ့အကြောင်းကိုမစားနိုင်နိုင်တဲ့လူတွေကိုဦးဇင်းကတော်တော်ကိုအံ့ဩတယ်သိလားအဲ့ဒီကိစ္စကိုသိလားရှိတယ်နော်တခါကြီးဒီမိုက်များရှိတယ် ဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့မိဘကျေးဇူးဆက်သွားဖြင့်ရနိုင်တဲ့အကျိုးကျေးဇူးတွေကိုပြောရင်ကုန်နိုင်ပေါ်ရရှိမလားမရှိဘူး